ဒီရာတစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာအမြဲတမ်းရှိနေလဲဆိုရင်အလောက်ကိုင်းတစ်ခုလောက်တော့မယ်ဆိုရင်ရှေ့ဆက်သူဖို့ကအနှောင့်နှေးစေနိုင်တယ်။အဘကောပြောတာလဲဆိုတော့ကိုကိုယ်တိုင်ကနေပြီးတော့မှတစ်ခုလောက်ကိုင်းတော့မယ်။တစ်ခုလောက်ဖို့စဉ်းစားတော့မယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာအရင်ပေါ်လာတဲ့အရာတစ်ခုကဘာလဲဆိုတော့တချို့တွေတွေကဆိုရင်စိတ်တွေကြောက်ရွံ့စိတ်တွေအရင်ပေါ်လာတတ်တယ်။အဲဒီကနေပြီးတော့ကိုကိုယ်တိုင်ကနေပြီးတော့မှတစ်ခုခုစဉ်းစားတော့မယ်ဆိုရင်ကြောက်ရွံ့စိတ်တွေဆိုရင်စိတ်တွေအနေနဲ့ပုံနေတယ်။ပေါ်လာတဲ့အခါမှာကင်တွယ်လို့မရဘူး၊ဖြေရှင်းလို့မနိုင်ဘူးဆိုရင်တော့ဒီကိုအဆုံးထိကြည့်သွားသိ။ပထမအချက်ကဆရာတို့ကအဲ့ဒီကြောက်စိတ်ကဘယ်ကနေလာလဲ။ အဲ့ဒီစိုးရိမ်စိတ်ကဘယ်ကနေလဲအမှန်တော့ကြောက်စိတ်နဲ့စိုးရိမ်စိတ်ဆိုတာမတူဘူးပေါ့ဖြစ်ဖြစ်ချင်းဖြစ်တဲ့အရာကကြောက်စိတ်လို့ခေါ်တယ်စိုးရိမ်စိတ်ဆိုတာဘယ်ကနေလာဆိုအတွေးရနေလာတယ်ကြောက်စိတ်ကတွင်းစိတ်ကနေလာတာပေါ့ဒီကြောက်စိတ်ဖြစ်ဖြစ်ဒီစိုးရိမ်စိတ်ကဖြစ်ဖြစ်ဘယ်ကနေဖြစ်လာတယ်လဲဆိုတော့ကျားတို့ငငယ်ကလေးကလူတစ်ယောက်နဲ့တည်းကကြီးထွားလာတဲ့ပတ်ဝန်းကျင်ပေါ်မှာမူတည်တယ်ပေါ့နော်ပတ်ဝန်းကျင်ကနေပြီးတော့တချို့ကအဲ့လိုမျိုးငင်ကလာမလုံးနဲ့နေနာလုံးလို့ရှိရင်ဟိုဖြစ်တဲ့လူကြီးပြောစကားပဲနားထောင်ရမယ်တခုခုလုံးမှလို့ရှိရင်လောင်ပြောင်တက်တဲ့မိသားစုထဲမှာကြီးပြင်းလာခဲ့တာအမားကြီးမှားတဲ့ပုံစံမျိုးဖြစ်သွားတာခုခုလုံးမှလို့ရှိရင်အခွေမရ ရတာအဆက်တဖြစ်အဲ့လိုပတ်ဝန်းကျင်တွေနဲ့ကြီးပြင်းလာလို့ရှင်အဲ့ဒီကြောက်စိတ်တွေစိုးရိမ်စိတ်တွေတဖြည်းဖြည်းနဲ့ကြီးထွားလာတာတဖြည်းဖြည်းနဲ့ကြီးထွားလာတဲ့ခါကျရင်ကြီးလာတဲ့ခါကျတော့မကင်တွယ်နိုင်ဘူးမကင်တွယ်နိုင်တဲ့ခါကျရင်သူများတွေကိုပိုင်အလုပ်လုပ်တဲ့ခါမှဒါမှမဟုတ်ဝန်ထမ်းအလုပ်လုပ်တဲ့ခါမှဒါမှမဟုတ်ကိုပိုင်တဲ့တူဦးထက်နေတဲ့ခါမှဆိုလည်းပဲအဲ့ဒီကြောက်စိတ်ပြန်ပြန်ပြီးတော့ဝင်ဝင်လာတတ်တယ်ပြန်ပြန်ပြီးတော့ဝင်လာတဲ့ခါမှသူကျတော့ပတ်ဝန်းကျင်လေးသွားပြီးတော့မှအခြေဆက်မလုပ်ရဘူးကိုတိုင်းနေပြီးတော့လည်းအခန်းအပြင်မထွက်ရဘူးအဆက်ပြေတခုခုလောက်တော့မှဆိုလည်းအဲ့လိုမှားမှကိုကြောက်တဲ့သူတပါးကဲရမှကိုကြောက်တဲ့သူများအပြစ်တင်မှကိုကြောက် တယ်သူများပုတ်ခတ်မှာကိုကြောက်တယ်သူများသူပါ blame မှာကိုကြောက်တယ်အဆိုင်တည်ပြပေါ့နော်တချို့ကအဲ့လိုမျိုးကြောက်ဆက်ရှိနေတဲ့အတွက်ကြောင့် online ရောင်းချင်တယ်မရောင်းရဲဘူး line လွှဲချင်တယ်မလွှဲရဲဘူးပြီးတော့ရိုက်ချင်တယ်မရိုက်ရဲဘူးဘာလို့လဲဆိုတော့ comment အောက်မှာသူများတွေကိုမလိုအပ်တဲ့ဟာတွေသူများရေးလာမှာ solo ဆိုပြီးအဲ့လိုမျိုးကြောက်ဆက်တွေဝင်လာကြတာအများကြီးအားကြောင့်မို့ဆရာပြောချင်တာကအဲ့ဒီကြောက်ဆက်တွေကိုကိုကနေပြီးတော့မှအတိတ်နောက်ကြောင်းပြန်ပြီးတော့မှသွားပြီးတော့ဖြေရှင်းလို့မရပြီးတော့အနာဂတ်ကိုလည်းသွားပြီးတော့မှချိုးတင်စဉ်းစားပြီးတော့သူရင်စိတ်တွေဝင်လာရအောင်ဆိုပြီးတော့တွေးနေစရာလည်းမလိုဘူးကြောက်ဆက်တွေသူရင်စိတ်တွေကိုတက်မှာရှိနေတဲ့အရာတွေ ီအကုန်လုံးကိုကင်တွယ်နိုင်ခြင်းတယ်ဆိုရင်တော့သက်တင်ပါလား29 28ရက်နေ့မှာဆရာဖွင့်ထားတဲ့ဝင်ငွေတကားပေါက်ကိုဖွင့်ပြီးတော့ကြောက်စိတ်တွေကိုကင်တွယ်ဖြေရှင်းနိုင်တဲ့နီလန်တင်တဲ့အစုမေတင်ပေးဖို့ရှိတယ်။နှစ်ရက်တင်တဲ့တစ်ရက်ကို၃နိုင်ကြာချင်းရှိတယ်။လူမများအောင်ကြားနေပြီးတော့မှလူအနေငယ်နဲ့တတ်မှတ်ထားတယ်။ဒါကြောင့်မို့အချိန်မီအနေနဲ့အချင်းနဲ့ဆိုရင်တော့ဒီ video ရဲ့ comment အောက်မှာလည်းရေးလည်ပေးလို့ရတယ်လို့ messenger မှာလည်း like ရောက်ပြီးတော့မှတင်တဲ့အကြောင်းစုံစမ်းပေးမြတ်နိုင်ပါတယ်။ရှိစုတင်ပါတယ်ခင်ဗျ။